โอเคဒီကျွန်တော်မပြောလို့လည်းမရတော့ဘူးဘာဖြစ်လို့ဆိုတော့တစ်ယောက်ကနေနှစ်ယောက်ဖြစ်သွားပြီဒီနှစ်ယောက်ကနေ3ယောက်4ယောက်5ယောက်ထိဖြစ်လာနိုင်တယ်ပေါ့နော်ဖြစ်လာနိုင်တယ်ဘာဖြစ်လို့ဆိုတော့ဒီ account ကကျွန်တော်ဒူမာလီရဲ့ account ပေါ့နော်ကျွန်တော်ဒူမာလီရဲ့ account ကိုညတုန်းကလူတစ်ယောက်ကနေပြီးတော့လာ hack လုပ်သွားတယ်ပေါ့ hack ပြီးတော့ hack ပြီးတာနဲ့ तू ကဒီ password တွေပါလေးပြောင်းလိုက်တယ်ဒီဒီဘက်ကလည်းဝင်လို့မရတော့ဘူးအဲ့ခါကျတော့ तू ကအဲ ဟခံထားရတာကလွန်လာတဲ့တရက်နှစ်ရက်လောက်ကလေးကအဟခံထားရတာဖြစ်လောက်တယ်ဗောနော်ဘာလို့ဆိုတော့ तू อ่ะအဲ့ဒီအထဲထဲမှာကိုနဲ့ဆွေမျိုးဆိုင်ရာပတ်သက်တဲ့သူတွေကို तू อ่ะလိုက်ပြီးတော့ဆက်သွယ်ရအောင်မဟုတ်ဘလို့ပြောထားတယ်စာစာအသွားအလာဘလို့ဘလို့ပြောထားတယ်သူတို့ဘာလောက်တတ်တယ်သူတို့ဘာကိုဆိုတာသူတို့က spin လောက်အောင်မယ်လေသူတို့က spin လောက်အောင်မှာအဲ့ခါကျတော့ချက်ချင်းအခုအခုဟပ်ပြီးတာနဲ့အခုပြန်ပြီးတော့ သူမြေသူလူတွေစီမှာလိုက်လိမ်နေတာတော့မဟုတ်ဘူး။ तू ကဒီလိလာထားတာတော့သုံးလေးရက်လောက်တော့ရှိမယ်လို့သုံးသပ်မိတယ်ပေါ့နော်။မြင်မိတယ်ပေါ့။ဆိုတော့ဒီ account နဲ့အတိမိတ်ဆွေများတကယ်လို့ဒီ account နဲ့ပတ်စံလာတွေ့ခိုင်းလို့ရှိရင်ဒီကောင်ကကျွန်တော်ဒူမာလေးရဲ့အစင်မဟုတ်ဘူးပေါ့နော်။အစင် account မဟုတ်ဘူး။ account အစင်မဟုတ်ဘူး။ Sorry ဆိုတော့တကယ်လို့များအဲ့လိုမျိုးလွှဲမိခဲ့တည်ရှိတော့ပြဿနာတစုံတူဖြစ်လာလို့ရှိရင်တော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဖြေရှင်းပေးမယ်မဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်မိမကိုယ်တိုင်နိုင်ကိုကလည်းညတော့က "तू သူ့ရဲ့အတော်သူ့ရဲ့အတော်ကိုပေါ့တူတူမှပြောသလိုပဲစကားကိုခြေရခံပြီးတော့ပြောပြီးတော့ပစံလွှဲခိုင်းတယ်ဗောနော်ပစံလွှဲခိုင်းတယ်အရေးကြီးကိစ္စရှိတယ်ဗာညာဆိုပြီးတော့ပေါ့ဆိုတော့ဒီဘက်ကလည်းတကယ်ပဲအရေးကြီးနေတာလားဆိုပြီးတော့ချင့်ချိန်မဲ့အချိန်မရတော့ဘူးဗောနော်ဆိုတာကဒီတနာတတ်တဲ့စိတ်ကနေပြီးတော့သူကအခွင့်ကောင်းယူသွားတယ်လို့မြင်မိတယ်ပေါ့ဆိုတော့တနာတတ်တာအာနာတတ်တာတွေလည်းပါတာဗောလေဆိုတော့ကအခုလည်းနောက်တစ်ယောက် အခုလည်းနောက်တယောက်ထိသွားတယ်လို့သိရတယ်ဗောနော်အခုလည်းနောက်တယောက်ထိသွားတယ်မြန်မာငွေ30သိန်းအလိန်ခံရတယ်လို့သိရတယ်ဗောနော်အဲ့ဒီညီမလေးကဟိုတင်းပေါ့သူကဒီမပီကိုငွေလွှဲငွေပုတ်လုပ်နေတယ်တယောက်ဆိုတော့ဘသူ့ကိုမှလည်းမထိစေချင်ဘူးဘာဖြစ်လို့ဆိုတော့ဒီအကောင့်ကလည်းအခုလည်းမီးစိမ်းနေတယ်ကျွန်တော်စာပတ်ပို့လို့ရှိရင်တော့သူပြန်ဖြေမဲ့ဘိုင်းမှာရှိရယ်ဗောနော် တော်ရီကွာမဝင်တော့တော်မကြီးတော့ရပြီထားလိုက်တော့အဲတကယ်လို့များတကယ်လို့များဒီ account နဲ့အဲ့လိုမျိုးပတ်စံလာလွှဲခိုင်းနေပါတယ်ဆိုလို့ရှိရင်တော့မလွှဲပေးပါနဲ့အစောနာကျွန်တော်ပြောသလိုပဲဖြစ်လာတဲ့ပြဿနာကိုကျွန်တော်တို့ဘက်ကနေပြီးတော့ဖြေရှင်းပေးမှာမဟုတ်ဘူးပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်နိုင်ကဘာမှမသိရပဲနဲ့အဲ့လိုမျိုးပတ်စံတွေလိုက်လိမ့်နေတယ်ဆိုတော့မကောင်းဘူးပေါ့လေနော်ဆိုတော့အားလုံးတတိရှိကြပါဒီလိုမျိုးကြံတဲ့သူတွေလည်း ထီအောင်မယ်ကျွန်တော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 ်တီးရတလက်ကတော့ထီအောင်မယ်အကုန်လုံးကို तू အမှွေပြီးတော့မှဒီအကောင့်ကို तू အထွက်ပြင်မှာညတော့ဆိုလို့ရှိရင်အရင်ဆုံး तू आ 3000 3000လာကြိုလွှဲခိုင်းတယ်3000လွှဲခိုင်းပြီးတော့အဲ့ဒီလွှဲကပေးမယ်ပါညာပေါ့နော်လွှဲက100ပေးမယ်ပေါ့လွှဲက100ပေးမယ်9000ဆိုလို့ရှိရင်ဘလောက်ယူလဲပါညာဆိုပြီးတော့ तू ရဲ့ anti ရဲ့ဒီ anti anti ဆိုပြီးတော့ခေါ်ခေါ်ပြီးပြောတာပေါ့နော်တူတူမရဲ့နေရာဝင်ပြီးတော့ပေါ့တူတူမအသွင်ယူပြီးတော့ပေါ့လေဆိုတော့ အဲဆာဗရမတော့ကဒီ3000 3000မှာကြာတော့3000မှာသူက100ယူပေးထားတယ်လွှဲကတကယ်လို့များဒီဘက်ကကျွန်တော်မိမကလည်း100ဆိုတော့โอเคဘာမှမဟုတ်ဘဲနဲ့ပတ်စံလေးထည့်ပေးလိုက်တာပဲလေ100ရရတယ်ဆိုတော့ तू လဲဟိုတင်းဖြစ်မှာပဲပေါ့ဆိုတော့နောက်တစ်ခုကကြာတော့3000ကနေပြီးတော့ तू ကသွေးလိုစမ်းပြီးတော့9000ထိတက်ပြောလာတယ်9000ထိတက်ပြောလာတဲ့ခါကျတော့အဲ့ဒီ9000က9000ထည့်မယ်ဆိုလို့ရှိရင်ဘယ်လောက်ယူမှာလဲတဲ့ तू ကအခု300ယူလိုက်ပြီးတဲ့ယူလိုက်ပြီးတဲ့သူတို့စီမှာယူလိုက်ပြီးတဲ့စကားအသွာလာကအစား မူမမှန်ဘူးပေါ့နော်မူမမှန်ဘူးလောဘအစော်တွေအရန်တက်နေတယ်ပြီးတော့အဲဟိုဟိုဒီဒီပေါ့လေမြန်မြန်လေးလုတ်ပေးမြန်မြန်လေးလုတ်ပေးပါအဲ့ဒီကျွန်တော်မိမဖုန်းဆက်တယ်ဖုန်းဆက်တော့သူ့စိတ်ထဲမှာမတင်တာဖြစ်လာလို့နဲ့တူတယ်ပေါ့နော်ကျွန်တော်မိမကဖုန်းဆက်တယ်တူတူမစီကိုဖုန်းဆက်တယ်ဖုန်းကမဆက်ဆက်လို့မရဘူးဒါမဲ့ ကျွန်တော်ပြောချင်တာကကျွန်တော်မိမကအပြင်ကနေပြီးတော့အပြင် sim card ကနေပြီးတော့ phone မဆက်တာလဲပါတာဗောလေအဲ့ဒီ phone ဆက်ပြီးတော့မေးမြန်းနေဆိုလို့ရှင်တော့တမျိုးဗောအဲ့ဒီမှာ तू က phone ကြိုင်လို့မရဘူးဆိုပြီးတော့ပြောတယ်ဒီမှာအကူညီလာတောင်းတဲ့သူတွေကငိုနေကြတယ်ဗောငိုနေကြတယ်နည်းနည်းအရေးကြီးနေတယ်မြန်လို့ရဲဆိုပြီးတော့အဲ့လိုမျိုးသူ့အတော်ကိုတူတူမှဟန်ဆောင်ပြီးတော့လာလိန်သွားတာဗောနော်ဆိုတော့အဲလိန်သွားတာကိုပြန်ယူလို့ရလာဆိုတော့ အဲ့ဒါလေးကျွန်တော်တစ်ဆက်တည်းပြန်ပြောလိုက်မယ်နော်လိန်သွားတာကိုပြန်ယူလို့မရပါဘူးပြန်ယူလို့မရဘူးပထမဆုံးပထမဆုံးအချက်ကဘာလို့လဲဆိုတော့ဒီ plate ယုံကနေပြီးတော့ထောက်ခံလာလို့ရယ်ဘိုက်ကျင်းခွမ်းအဲ့ဒါလို့ရယ်အဲ့ဒါကိုရပြီးတော့မှတစ်ဆက်ဘန်ကိုသွားရမယ်ဘန်ကိုသွားလို့ရှိရင်ကို့ဘန် account ဖွင့်တော့ဖုန်းနံပါတ် yes ဒီဝက်ပါမင်ပါရမယ်ပေါ့အဲအဲ့ဒါတွေအကုန်လုံးပါရမယ်အဲအဲ့ဒီအချက်လက်တွေပြီးဆုံးမှဟိုဘက်ဒီဖက်ပြောရမယ်ပေါ့နော်ဟိုဘက်ဘန်နဲ့ဒီဘက်ဘန်ပြောရမယ်ပေါ့ အဲ့လိုမျိုးပြောပြောပြီးတာနဲ့တစ်ဖက်လူကနေပြီးတော့အဲတစ်ဖက်လူကနေပြီးတော့အဲ့လိန်ထားတဲ့သူကခွင့်ပြုပြီးကိုယ့်ကိုပြန်လွှဲမှအဲ့ဒီပစံကိုရမှာတကယ်လို့သူမကြည်ဘူးဆိုလို့ရှိရင်ပြန်လွှဲမပေးဘူးဆိုလို့ရှိရင်ပစံကိုဘယ်လိုမှမရဘူးအဲ့ဒီဘောပဲပေါ့နော်လွယ်တော့မလွယ်ပါဘူးကျွန်တော်တို့အအများကြီးဟိုတင်းဖြစ်ရမယ်ပေါ့အများကြီးတစ်ဆင့်ပြီးတစ်ဆင့်ပြီးတစ်ဆင့်လောက်ရမယ်ပေါ့ဆိုတော့တတိဝိရိယလေးနဲ့ချင်းချိန်ပြီးတော့ယုံပါ ဖုန်းဆက်လာလူတယောက်ကပတ်စံလွယ်တကူလာလွှဲခိုင်းပြီဆိုကြဲကွာမဟုတ်တော့ဘူးလေအဲ့ဒါတကယ်လို့ဒီ Facebook ကနေပြီးတော့ပြန်ဆက်လို့မရဘူး तू မကင်ဘူးအကြောင်းမျိုးမျိုးကြောင့် तू မကင်ဘူးဆိုလို့ရှိရင်ကိုယ်နဲ့ပတ်သက်တဲ့လူရဲ့အပြင်ဖုန်းကိုဆက်ပါဘောနော်အပြင်ဖုန်းကိုဆက်ပါအပြင်ဖုန်းကိုဆက်ပြီးတော့နင်လားငါ့ကိုစောနာက Facebook ကနေပြီးတော့ဒီပတ်စံလာလွှဲခိုင်းနေတယ်ဘလောက်ဘလောက်နင်ဟုတ်လားလို့ရှိရင်အဲ့ဒီလူကကိုယ့်ရဲ့မျိုးတွေကနေပြီးတော့အာမဟုတ်ဘူးဆိုလို့ရှိရင်တော့မလွှဲပေးပါနဲ့အရင်ဆုံးပတ်စံကိုဘယ်တော့မှမလွှဲနဲ့ ဒုတိယတစ်ခုကညဘက်ကြီးဆိုလို့ရှိရင်ညဘက်ဆိုလို့ရှိရင်ဒီညနေ9:00နာရီကနေပြီးတော့6:00နာရီ8:00နာရီ9:00နာရီမနေ့အထိကိုမနေ့7:00နာရီလောက်ထိကိုလုံးဝပတ်စံကိုပေးမထွက်ပါနဲ့ကိုယ့်ရဲ့ဗန်ထဲမှာပဲလုံလုံချုံချုံထားပါညဘက်ဆိုလို့ရှိရင်လိန်လို့အရန်ကောင်းတဲ့အချိန်လိန်လို့အရန်ကောင်းတဲ့အချိန်ညဘက်ဆိုလို့ရှိရင်သူတို့လှုပ်ရှားတာမနေ့ကိုတိတ်တိတ်ပြီးတော့မလှုပ်ရှားဘူးမနေ့ဆိုလို့ရှိရင်လူတွေကတွေးကြတယ်လေနော်တရားနဲ့တရားတွေးကြတယ်သွားလာလို့ရတယ်အခန်းကြီးရဲ့ဆိုလို့ရှိရင်တော့သူ့အခန်းကိုယ်အခန်းသွားမေးလို့ရတာပေါ့ ညမှာဆိုလို့ရှိရင်ကိုယ်အခန်းထဲမှာအိတ်နေတယ်အလုပ်ပင်ပိုင်းအိတ်နေကြတယ်ဆိုလို့ရှိရင်သွားမေးမှမဟုတ်ဘူးအေးနေငါပတ်စံလွှဲခိုင်းတာလာဘယ်လောက်လဲဘယ်လောက်လဲဆိုပြီးတော့သွားမေးမှမဟုတ်ဘူးဖုန်းထဲကနေပြီးတော့ပဲအလွယ်လင့်တကူပို့လိုက်ကြမယ်ပေါ့နော်ပို့ပို့လိုက်ပြီးတော့မှအဲ့ဒီမှာတက်လာတဲ့ပြဿနာတွေကနောက်ကနေတန်းစီရောအဲဆိုတော့အရင်ဆုံးသုံးသပ်ပါပစံကိုအရန်ကြီးကြိုမလွှဲပါနဲ့တယောက်ယောက်ကနေပြီးတော့ဒီစုံတူဦးကနေပြီးတော့ပစံလာလွှဲခိုင်းနေဆိုလို့ရှိရင်တော့ အာညာပဲဆိုလို့ရှိရင်လုံးဝလွှတ်မပေးမင်းနဲ့ဗျာသေရေးရှင်ကြီးဖြစ်နေလို့ရှိရင်နေအိမ်ကိုလာခဲ့ဆိုပြီးတော့ပဲပြောနေအခန်းကိုလာခဲ့တက်လာရတယ်ကျဲတလောက်အရေးကြီးအရေးကြီးလို့ရှိရင်အခန်းကိုလာခဲ့ငါအခန်းမှာလာငါအခန်းလာမင်းရှိမှငါလွှဲမယ်အဲ့လိုမျိုးပြောအားနာစရာဘာမှမလိုဘူးဒီခင်ကြီးကလုံးဝကိုလူလေလူတွေကလဲပြီးတော့လိန်နေတာဗျာအရန်လဲပါနေကြတယ်လို့ပြောလို့ရတယ်ပေါ့อืมအဲ့လိုမျိုးဆိုတော့အားလုံး လိန်လူလူလူချင်းလိန်လေချင်းကင်းဝေးကြပါစေပေါ့နော်တတိဝိရလေးနဲ့နေကြပါဟာစိတ်မောတယ်